မိတ်ဆွေတို့ရဲ့ဘဝကိုပျော်ရွှင်စေမဲ့ကိုယ်စစ်တစေနိယာမသဘောတရားကို မျှဝေပေးပါမယ်။ကိုယ်စစ်တစေနိယာမဆိုတာကတော့နာမည်ကျော်စာရေးဆရာစတီဖန်ခိုဘေးပြောခဲ့တဲ့နိလန်ဖြစ်ပါတယ်။အရန်ကိုကောင်းမွန်တဲ့နိလန်ဖြစ်ပြီးကျွန်တော်ကိုယ်တိုင်လေကျင့်သုံးနေတဲ့နိလန်တစ်ခုဖြစ်ပါတယ်။ဒီနိလန်ကိုအတွင်းကြကြနားလည်ပြီးလိတ်နာကျင့်သုံးရင်စိတ်ညစ်စရာတွေလည်းတော်တော်လေးနည်းလာတာကိုသင်တွေ့ရပါလိမ့်မယ်။ဒီရိုးရိုးရှင်းရှင်းနိလန်လေးကိုမသိခဲလို့မလိုအပ်တဲ့ခေါင်းချောက်စရာပြဿနာတွေကို ကျွန်တော်ကိုယ်တိုင်ခံစားခဲ့ရဖို့ပါတယ်တကယ်တော့ပြဿနာတော်တော်များများရဲ့တရားခံဟာကျွန်တော်ကိုယ်တိုင် ဖြစ်နေခဲ့ကြောင်းဒီနီးလန်းကိုဖတ်ပြီးမှသဘောပေါက်ခဲ့ပါတယ်ကျွန်တော်ကိုယ်တိုင်ဖြစ်ရှင်းနိုင်လျက်နဲ့မဖြစ်ရှင်းပေ ပြဿနာကိုမင်းလောင်ရလက်ပက်ပေးခဲ့တာကြောင့်မကြီးသင့်မဲ့ကြီးခဲ့ရတဲ့ပြဿနာတွေလည်းဒုနဲ့ဒဲပါပဲမဆုံးရှုံးသင့်တဲ့တငယ်ချင်းတွေဆုံးရှုံးခဲ့ရဖို့ပါတယ်မကုံသင့်တဲ့အရှင်တွေကုံခဲ့ရဖို့ပါတယ်ကိုယ်စစ်တစေနိယာမကိုတီးပြီးနောက်ပိုင်းမှာ ကျွန်တော်အမားတွေကိုကွက်ကွက်ကွင်းကွင်းမြင်လာခဲ့ပါတယ်။ကိုစစ်တစင်နေရာမှာအကြောင်းကိုနည်းနည်းရှင်းပြပါမယ်။ကိုစစ်တစင်မှာပါတဲ့တဆေဆိုတာကတဆေရာခိုင်နှုန်းကိုဆိုလိုတာပါ။နေ့စဉ်ဘဝမှာတင့်ပိုးဖြစ်ပျက်နေတဲ့အရာတွေကဆေးရာခိုင်နှုန်းပဲရှိပါတယ်။ကျန်တဲ့60ရာခိုင်နှုန်းကထိုအရာတွေကိုတုံ့ပြန်ရင်ရလာတဲ့အရာတွေပါ။ကျွန်တော်တို့အဘဖြစ်ပျက်နေတဲ့တဆေရာခိုင်နှုန်းတော့အရာတွေကိုကျွန်တော်တို့အားလုံးမထိန်ချောင်းနိုင်ကြပါဘူး။မိုးမရအောင် တားလို့မရပါဘူး။ ကားမပိတ်အောင်ဒါလို့မရပါဘူးဘက်စကားလာတာနောက်ကျရင်လေကျွန်တော်တို့ဘာမှမတက်နိုင်ပါဘူးထိုးရာတွေကဥပမာတွေဖြစ်ပြီးအဲ့ဒီလိုပဲကျွန်တော်တို့မထိန်ချောင်းနိုင်တဲ့အရာတွေလောကကြီးမှာအများကြီးရှိနေပါတယ်ဒါပေမဲ့အဲ့ဒါဟာတင်ဘဝရဲ့ဆေးရခိုင်နှုန်းပဲဖြစ်ပါတယ်ကျန်တဲ့90ရာခိုင်နှုန်းကတော့အဲ့ဒီအရာတွေပေါ်တင်ဘလို့တုံ့ပြန်လေဆိုတာပဲဖြစ်ပါတယ်ဥပမာ main point မှာမိနေပြီးကားပိတ်နေတာကိုမတားနိုင်ပေမဲ့ ဒေါသမထွက်အောင်တော့သင်ထိန်းချုပ်လို့ရပါတယ်အကေပဲဒီ90တစင်းနေရာမလေးကို မချင်းသေးဘူးဆိုရင်တော့အောက်ပါဥပမာလေးကိုဖတ်ကြည့်နိုင်ပါတယ်မနက်ခင်းလင်းတစ်ခုမှာ သင်ကသင်မိသားစုနဲ့မနက်စာအတူတူစားနေတယ်ဆိုပါစို့သင်ကအလုပ်သွားဖို့အတွက်ဝတ်စားပြီးသွားပြီစပွဲဝိုင်းမှာသင်ရဲ့သင်စနင်းရဲ့သင်ကလေးတွေရထိုင်နေကြတယ်သင်သမီးကလေးကမတော်တဆကိုပီခွက်ကိုတိတ်မိပြီးသင်ဘိုကိုဖီတွေမှောက်ကြကုန်တယ် ဒီအဖြစ်အပျက်မှာသင်ထိန်းချောက်နိုင်တာဘာမှမရှိပါဘူးဒါပေမဲ့နောက်ထပ်ထပ်ပြီးဖြစ်ပျက်မဲ့အဖြစ်အပျက်တွေကိုတော့သင်ထိန်းချောက်နိုင်ပါတယ်ဆိုပါစို့သင်ကဒေါသထွက်သွားတယ်ကလေးကိုအုံငေါက်လိုက်တယ်ကလေးကကြောက်ပြီးငိုတယ်သင်ကဇနီးဘက်လှစ်ပြီးဘာလို့ကိုပြီးခွက်ကိုကလေးတွေနဲ့အရန်နီးတဲ့နေရာမှာထားရတာလေးဆိုပြီးထက်ဆူတယ်ဇနီးနဲ့စကားများတယ်နောက်တော့ဒေါသထွက်ပြီးအပေါ်ထက်ကအခန်းမှာအဝတ်စားသွားတက်လေတယ်ပြန်ဆင်းလာတော့သမီးလေးကငိုနေတော့မယ် မနေ့စားလေးစားတာမပြီးသေးဘူးဒီတော့ကြောင်းသွားဖို့နောက်ကျကုန်ရောကြောင်းကဖယ်ရီကားကိုမမိန်တော့ဘူးဖြစ်သွားတယ်။တင်းရဲ့ဇနီးကအလုတ်သွားမှဖြစ်တော့မယ်။အဲ့ဒါကြောင့်တင်းဇနီးကအရင်ထွက်သွားတယ်။တင်းကတင်းရဲ့ကားနဲ့သမီးတွေကိုကြောင်းလိုက်ပို့ရတယ်။တင်းရဲ့အလုတ်ကလည်းနောက်ကျနေပြီ။ဒီတော့တင်းကကားကိုအရှင်တင်မောင်းတယ်။ယင်ထင်းရဲကသတ်မှတ်ထားတဲ့အချိန်ထက်ပို့ပြီးမောင်းလို့တင်းကိုတန်ရိုက်တယ်။ကြောင်းကပေါ်နောက်ကျသွားတယ်။ကြောင်းရောက်တော့ကလေးတွေကတင်းကိုတော့လှစ်မကြည့်ပဲ။ ကျောင်းထဲအမြန်ပြေးဝင်သွားကြတယ်အလုတ်ကိုမိနစ်30လောက်နောက်ကျမှရောက်သွားတယ်တုတ်ပြီးတုတ်ပြန်နဲ့အိမ်ကထွက်လာခဲ့တာကြောင့်စာရွက်စာတန်းထိထားတဲ့ break is ကအိမ်မှာကြံခဲ့တယ်အလုတ်မှာပါလို့လို့အဆင်မပြေဖြစ်လာရောပြုံးပြတဲ့သူတွေကတော့ပြန်မပြုံးပြနိုင်တော့ဘူးရုံးရှင်ကုန်ဖို့ကိုပဲစိတ်ထဲရောက်နေမိတယ်ညနေအိမ်ပြန်ရောက်တော့ဇနီးဖြစ်သူကတင့်ကိုစကားမပြောတော့ဘူးကလေးတွေကလည်းစကားမပြောတော့ဘူးဒါတွေပါကြောင့်ဖြစ်ခဲ့တာပါလေအเจ้าရာကတခုပဲရှိပါတယ် ဲ့ဒါကတော့ဆရာခိုင်နှုံးတော့အချင်းတွေကိုကောင်းကောင်းမတုံ့ပြန်နိုင်ခဲ့လို့ကျန်တဲ့90ရာခိုင်နှုံးဟာအစင်မပြေမှုများစွာနဲ့ပြစ်နက်ခဲ့ရတာဖြစ်ပါတယ်။ဘာကြောင့်စိတ်ညစ်စရာနေ့တစ်နေ့သင်ကြုံခဲ့တာလဲ။နံပါတ်၁ကော်ဖီကြောင့်လား။နံပါတ်၂တင့်သမင်းရဲ့ကြောင့်လား။နံပါတ်၃ရင်ထင်းရဲ့ကြောင့်လား။နံပါတ်၄တင့်ကြောင့်လား။အဖြစ်မှန်ကတော့နံပါတ်၄ဖြစ်ပါတယ်။ကော်ဖီမှောက်ကြတာကိုသင်မလို့မှမထိန်းချုပ်နိုင်ပါဘူး။ ဒါပေမဲ့အဲ့ဒီ5စက္ကန့်လောက်လေးအတွင်းမှာတင်ဘလိုတုံ့ပြန်နေဆိုတာကတင်းရဲ့တနစ်တာလုံးပေါ်အကျိုးတက်ရောက်မှုရှိခဲ့ပါတယ်ဒီလိုအခြေအနေကိုတင်ဘလိုခြောင်လွှဲမလဲအထက်ကအဖြစ်ပြက်ကိုပြန်ပြီးနောက်တစ်ခါစဉ်းစားကြည့်ရအောင်ဒီတစ်ခါမတူညီတဲ့တုံ့ပြန်မှုနဲ့စဉ်းစားကြည့်မယ်ကိုဘီကတင်းပေါ်မှောက်သွားတယ်တင်းသမီးလေးကလည်းကြောက်နေပြီးငိုတော့မယ်တင်းကသမီးလေးဖေးကြီးဘာမှမဖြစ်ဘူးနော်မငုံနဲ့နော်နောက်တစ်ခါဖေးကြီးပေါ်မှောက်မကြအောင်သတိထားဖို့သမီးလေးရေဆိုပြီး ်အဇင်ဟာအဝတ်လင်းနဲ့ခုံဘိုးကိုတုပ်လိုက်တယ်ပြီးတော့သင်ကအပေါ်ထက်ကို ပြေးတက်သွားတယ်ခဏနေတော့အဝတ်အစားအစ်လေပြီးပြန်ဆင်းလာတယ်အောက်ရောက်တော့ခုံဘိုးမှာတင်ထားတဲ့ brake case လေးကိုသွားယူတယ်သင်ကလေးတွေကတော့အိမ်ရှိမှရောက်နေတဲ့ဂျောင်းဖယ်ရီကားပေါ်ကို တက်နေကြပြီးသင်ကပတင်းပေါက်ကနေခဏလှမ်းကြည့်နေတယ်သင်သမီးလေးတွေကသင်ကိုလက်ပြနှုတ်ဆက်တယ်ဇနီးဖြစ်သူရဲ့နှဖူးလေးကိုနမ်းပြီးနှုတ်ဦးသားကိုအလုတ်စီကိုသွားကြတယ်သင်ကအလုတ်ကို9မိနစ်စောပြီးရောက်တယ် ပြီးတော့တက်တက်ကြွကြွနဲ့လှုပ်ဖို့ကင်ဖက်တွေကိုပြုံးပြီးနှုတ်ဆက်တယ်။တနေ့လုံးလေးရဲ့အလုပ်တွေအဆင်ပြေတယ်။ညနေအိမ်ပြန်ရောက်တော့ကလေးတွေကတင့်ကိုကြိုတယ်။ဇနီးကလေးပြန်ရောက်နေပြီ။ဇနီးကလေးတင့်ကို ရှိုးရှိုးသားသားနဲ့ရေရှိုးပြီးညစာစားဖို့ပြောတယ်။တင်ရေရှိုးပြီးနောက်မှာတင်တို့မိသားစုပျော်ပျော်ရွှင်ရွှင်ကြည်ကြင်နုံနုံညစာစားကြတယ်။ဘလောက်ကြည်နုံဖို့ကောင်းလိုက်လဲ။နေ့တနေ့စတင်ခေးပုံရှင်အတူတူဘာကြောင့်အဖြစ်ပြက်နှစ်ခုကကွာရှားသွားတာလဲ။အဖြစ်ကရှင်းပါတယ် အခြေအနေတစ်ခုကိုသင်တုံ့ပြန်တဲ့ပုံကွာခြားသွားတာပါတိတိလေးလို့သင်ထင်ကောင်းထင်နိုင်ပါတယ်ဒါပေမဲ့အဲ့ဒီတိတိလေးကပဲသင်ကိုတနေကုန်စိတ်ဒုက္ခပေးသွားနိုင်ပါတယ်အဲ့ဒီလိုအမြင်ဖြစ်ပြနေရင်သင်ရဲ့နေ့ရက်တိုင်းကလည်းစိတ်ညစ်စရာတွေပြင်းထန်နေမှာပေါ့အဲ့ဒီအခါကျရင်သင်ဘဝကြီးကစစ်ပြက်စရာဆိုပြီးသင်ကြီးလာပါလိမ့်မယ်တကယ်တော့စိတ်ညစ်တာမပြောချင်နေတာဟာသူများတွေဘာလို့လဲဆိုတာထက်သင်ဘာလို့လဲဆိုတဲ့အပေါ်မှာပိုပြီးမုန်တီးနေပါတယ်မိမိထိန်းချုပ်လို့မရတဲ့ဆရာခိုင်နှုံးတော်အရာတွေကြောင့် ိမိရဲ့90ရာခိုင်နှုန်းသောအချိန်တွေဟာစိတ်ညစ်စရာတွေပြည့်နှက်နေတတ်ပါတယ်။100ရာခိုင်နှုန်းသောအချိန်တွေကိုဘလို့တုံ့ပြန်လေးဆိုတာကကြံတဲ့90ရာခိုင်နှုန်းကိုဆုံးဖြတ်သွားပါတယ်။စိတ်မရှိရှင်းအလျင်လိုရှင်းဆုံးဖြတ်ချက်ကိုအလိုတကြီးရှာရှင်းမစင်စားပဲတုံ့ပြန်ရှင်းစတဲ့အချက်တွေကတင်းရဲ့ပြည့်ရွှင်မှုကိုဖျက်ဆီးနေတာဖြစ်ပါတယ်။ဒီကိုစစ်တစဉ်ညမဟာတကယ်ကိုလက်တွေ့ဘဝမှာအသုံးဝင်တဲ့နီလန်ဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်အသုံးပြုပြီးမှဇာဖက်သူတွေကိုပြန်လည်မျှဝေပေးတာလည်းဖြစ်ပါတယ် ဥပမာအနေနဲ့ကျွန်တော်ဘလို့ကျင့်သုံးလေးတစ်ခုလောက်ပြောပြပါမယ်။အရင်ကကျွန်တော်ကခုနှစ်လွှာကတိတ်ခမ်းမှာအဆောင်နေခဲ့တာပါ။မနက်ပိုင်းယုံသွားရင်ခုနှစ်လွှာကဆင်းရတယ်လို့ညနေပိုင်းယုံပြန်ရှင်ပါလေ။ခုနှစ်လွှာကိုတက်ရပါလေ။အထက်မြင့်မှနေသူတိုင်းအတက်အဆင်လောက်ရတာမုန်းကြပါလေ။ဒီနေ့ကျွန်တော်ထီးမစ်ကြံခဲ့ပါလေ။တိတ်အောင်ရောက်မှသိတာပါ။အလုတ်ကလေးနည်းနည်းလေးတော့နောက်ကျနေပါပြီ။ဒေါသထွက်ပြီးပြေးတက်ယူခဲ့ပါလေ။ပြီးတော့ဒေါသတကြီးနဲ့ဗစကားကိုတက်ခဲ့ပါလေ။ အစကားစပယာနဲ့တောင်စကားများမလို့ဖြစ်ခဲ့ပါသေးတယ်။နောက်တော့ရုံရောက်တဲ့အချိန်မှာကျွန်တော်မျက်နှာကမကြည့်တော့ဘူး။အဲ့ဒီနေ့ကတနေ့ကအဆင်မပြေခဲ့ပါဘူး။နောက်တော့ကိုစီတစင်နေရာမလေးကိုတီးသွားပြီးလစ်လာကျင့်သုံးခဲ့ပါတယ်။တခါတလေအဲ့ဒီလိုမစ်ကြံတာမျိုးဖြစ်ရင်ဒေါ်လာတော့ထောင်းခဏထွက်သွားပါတယ်။ပြီးရင်အသက်ကိုမှန်မှန်ရှုပြီးငါတနေ့ကရုံမှာထိုင်နေရတာဒါကျမ်းမာရေးအတွက်ကောင်းတာပဲဆိုပြီးလေရှုံပြီးတိတ်ဖို့ပြန်တက်ကထီကိုအေးအေးဆေးဆေးယူပါတယ်။ မြန်မြန်တက်ယူလေအမားတွေဖြစ်ပြီးကြာတက်သေးတာပဲဒီတော့မြန်မနေတော့ဘူးပုံမှန်လေးပဲစိတ်အေးလက်အေးသွားယူတော့တယ်တခါတလေအမြန်လိုရင်ဖြစ်ဖြစ်လောက်ရတဲ့အရာတွေရှိမှန်သဘောပေါက်လာတယ်ပြပြကလေးအမြန်လုံးမင်းလို့ကြာတင်တာတဲ့ပူကြခဲ့တဲ့အတွေ့အကြုံတွေရှိခဲ့တော့အရင်တော့အလို့ဒီကြီးမလုပ်တော့ပါဘူးရုံရောက်တော့လေပုံမှန်နေ့လိုပဲစိတ်ကြီးကြီးလင်းလင်းရှိနေပါတယ်ရုံနောက်ကြလို့ဒံငွေပေးရမှလေးတခုပဲရှိပါတယ်ဒါကလေနေတိုင်းဖြစ်နေကြမှမဟုတ်တာ ီတော့ကျွန်တော်ကောင်းလေးမထားတော့ပါဘူးစိတ်ကကြည်နေတဲ့အတွက်သူများကိုပြုံးပြရမှလည်းဝန်မလဲပါဘူးနေ့တနေ့ဟာရှိုးရှိုးမွမွင်းနဲ့ပဲကုံဆုံးသွားခဲ့ပါတယ်နေ့တနေ့စပုံရှင်တူပေမဲ့တုံ့ပြန်ပုံရှင်မတူလို့အခြေအနေတွေနောက်ဆက်တွဲတွေပါကွာရှားသွားခဲ့ပါတယ်အဲ့ဒီကစပြီးကိုစစ်တစင်နေရာမှာကိုကျွန်တော်အမေးကျင်သုံးပါတော့တယ်နေရာတော်တော်များများမှာအသုံးဝင်တာလေးတွေ့ရပါတယ်ပိုပြီလေးပြွှင်လာပါတယ်ဒုတိယရဲ့ဘဝဟာနေ့ရက်တွင်နဲ့တိဆောက်ထားတာဖြစ်ပါတယ် အကေ၍သင်ဟာနေ့တနေ့မှာအနေငယ်လေးပဲပြောရတယ်ဆိုရင်သင်ဘဝဟာလေပျော်ရွှင်မှုအနေငယ်ပဲရှိတဲ့ဘဝဖြစ်ပါလိမ့်မယ်ဘဝမှာပျော်ရွှင်ရင်ဟိုးအဝေးကြီးကိုမြှုပ်ကြရမှာမဟုတ်ပါဘူးနေ့စဉ်ဘဝထဲမှာမိမိအောင်မြင်မှုအတွက်ကြိုးစားရင်ပျော်အောင်လေးနေတတ်ရမှာဖြစ်ပါတယ်မိမိရဲ့စိတ်ကိုယ်လေးထားတက်ဖို့လက်ကျင့်ယူရမှာဖြစ်ပါတယ်မိမိရဲ့ပျော်ရွှင်မှုအတွက်မိမိမှာပဲတာဝန်ရှိတယ်ဆိုတာဘယ်တော့မှမမစ်သင့်ပါဘူး Thank you for watching to the end. have a good day see you in next video